တားတော့ကျွန်တော်တို့ကဒီဘလုံးပွဲမှာတော့အဓိကတော့မရှုံးအောင်ပေါ့အဓိကတော့ဒီလက်ချက်နှစ်ပွဲကတော့အနည်းဆုံးတရီပေါ့နော်တမတ်လောက်တော့မပွဲပဲဖြစ်ဖြစ်ရအောင်ကျွန်တော်တို့ကြိုးစားပြီးမှရှင်ပြန်ကစားတော့ဖို့ပေါ့ဖြစ်ပါတယ်ကျွန်တော်တို့တတော်လဲတော့ပြင်ဆင်ပါတယ်ကစားသမားတွေစိတ်တက်တဲ့တော်လဲတော့ဒီနေ့ပွဲအတွက်တက်ကြွတယ်ဘာဖြစ်လို့လဲဆိုတော့ပြန်လဲပြီးမှကျွန်တော်တို့ခွန့်ပေါ့နော်ခွန့်ရေးပေါ့နော်ပြန်လဲပြီးမှ ပူရရှိလာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့တော်တော်လေးကိုဒီနေ့အတွက်ပြင်ဆင်ပါတယ်ကျွန်တော်အခုချိန်ကြီးတော့စူးစမ်းနေလို့ပဲအမြဲဆုံးညော်မှန်းချက်ဆိုတာတည်းစားလို့ရှိရင်ကျွန်တော်တို့ဒီချိန်မှာဘယ်သူမှဟိုချန်ပီယံဆိုတာမထွက်သေးဘူးအခုလက်ရှိနေထားပြီပေါ့နော်ကျွန်တော်တို့ဟိုပြိုင်ပွဲအဲမပြီးမချင်းတော့ကျွန်တော်တို့အကောင်းဆုံးအနေထားထိတော့ကျွန်တော်စူးစမ်းနေပါတယ်ဟုတ်ကဲ့ပါဟုတ်